Joshua ဘာရဲ့ပြိုင်ပဲ Joshua ဘာနဲ့ထိုးရတော့မဲ့ UFC flyweight dan ranking number 1 Brandon Roba ကရောသူက Joshua ဘာကိုအနိုင်ထိုးဖို့အတွက်တကယ်ကိုမှကဘာကျော် boxing ဆရာကြီးတွေနဲ့ legend ပြင်ဆင်နေတယ်ပြီးတဲ့အခါကျတော့ Joshua ဘာကို ground ဘိုင်းကိုဆွဲခေါ်ဖို့အတွက်တကယ်ကိုမှ ground fight ဆရာကြီးတွေနဲ့ legend ပြင်ဆင်နေတယ်လို့ကြွားလုံးထုတ်လိုက်ပြီးတော့တကယ်ကိုမှနာမည်ကြီးနီးပြဆရာတွေကိုထုတ်ပြလိုက်တဲ့အချိန်မှာပဲ Joshua ဘာကတော့ Brandon Rover နဲ့တခြားစီဝေးပြည်သူတွေထင်မှတ်မထားလောက်အောင်ကိုလက်ရှိသူရဲ့အခြေအနေကို Joshua Van ကဖွင့်ပြောလာတာဖြစ်တဲ့တော့တိုင်းကလုံးဝပြည်သူတွေကအောင်းအော်ခဲ့ရပါတယ် Joshua Van ကတော့ကမ္ဘာအကောင်ဆုံးချင်းကမ္ဘာအကောင်ဆုံးနီးပြတွေမလို့အပ်ပါဘူးတဲ့ဗျာနီးပြတွေရဲ့စကားကိုနှိမ့်ချပြီးခံယူလေ့ကျင့်ဖို့ပဲအဓိကလိုအပ်တာပါတဲ့အခုဗန်းစွန့်နေတဲ့ချင်းတွေလေ့ကျင့်ပြင်ဆင်ပေးနေတဲ့နီးပြတွေကနာမည်ကြီးတဲ့သူတွေမဟုတ်ပါဘူး အဲ့ဒီဂျင်မှာဂျော့ရှွာဘန်ကိုလေ့ကျင့်ပေးနေတဲ့နီးပြတွေကလေဘန်ကပါရမီရှိတဲ့ကလေးတယောက်ပါတယ်တကယ့်အရေးချင်းရှိတဲ့ကြိုးစားတွေသိမ့်ချတတ်တယ်လို့ကျွန်တော်တို့ပြောတာကိုတွေ့ရတယ်အခုလာမဲ့ပွဲအတွက်လေနီးပြတွေကဘန်ကိုတည်တည်ချာချာလေ့ကျင့်ပြင်ဆင်ပေးနေတာတွေကိုလေတွေ့ရတယ်ပြီးတော့ဘန်နဲ့အခုလေ့ကျင့်တဲ့နီးပြတွေက Brandon Rover ရဲ့နီးပြတွေလို့တကယ့်ကိုကဘာကျော်တဲ့နီးပြတွေမဟုတ်ပါမဲ့ဘန်အတွက်တော့တကယ့်ကိုမှာတငယ်ချင်းကောင်းနေဖြစ်တယ် ညီကိုအရင်ချာလို့ဖြစ်ကြတယ်ဒါကပဲဂျော့ရှွာဘန်အတွက်ကောင်းမွန်တဲ့ဆုလက်တစ်ခုလို့ပဲကျွန်တော်တို့ပြောရမယ်ဒါကြောင့်မလို့ပရိသတ်တွေကတော့အခုလိုမျိုးဂျော့ရှွာဘန်ရဲ့သူ့ရဲ့နီးပြတွေကတခြားသောဖိုက်တာတွေလိုမျိုးကဘာကျော်အဆင့်တွေမဟုတ်ပါမဲ့လေဆရာကြီးတွေမဟုတ်ပါမဲ့လေဘန်ရဲ့နှိမ့်ချတတ်ပြီးတော့အခုလက်ရှိနီးပြတွေရဲ့စကားကိုတည်တည်ချာချာနားထောင်တတ်တဲ့အရေးချင်းယူသားတွေစိတ်နီးပြတွေနဲ့ပူးပေါင်းပြီးတော့ညီကိုအရင်ချာလိုမျိုး ပြိုင်ပွဲတစ်ခုကိုအထူးတကွာချီးကပ်ပြီးနစ်စ်နဲ့ဘိုင်းဆိုင်ရာမှာပုံဖော်မှုတွေကိုချီးကျူးနေကြပြီလေဖြစ်ပါတယ်။ဒါကြောင့်မလို့ဘိုင်းရဲ့ပြိုင်ပွဲဖြစ်တဲ့ Brandon Rover ကတော့အတူမှာကဘာကျော်နီးပြရီထုတ်ကြွားပေးမယ်လေ။ Joshua Van ကတော့နှိမ့်ချတတ်မှုနဲ့နီးပြရီနဲ့သူ့ရဲ့ဆက်ဆံရေးကိုပဲချပြထားတော့ကိုတွေ့ရပါတယ်ဗျာ။ Joshua Van ကတော့ပြောပါရီဒီပွဲကခွန်အားချင်းပြန်ရမယ့်ပွဲမဟုတ်ဘူး။အုံနောက်ချင်းပြန်ရမယ့်ပွဲလို့ဆိုထားပေးဖြစ်ပါရီ။ ရန်နရိုဘာကတော့ကုတက်တီလေကြီးနေစေပဲဖြစ်ပါရီဂျက်ရှွာဘန်ရှေ့ပွဲတွေမှာရလာကောင်းနေဆိုတာကသူရှင်ပြန်ခဲ့တဲ့ fighter တွေကအစ်စ်မရှိတဲ့ fighter တွေဖြစ်တယ်။သူကဂျက်ရှွာဘန်ထိုးခဲ့တဲ့ fighter တွေနဲ့မတူဘူး။ဒီတခါကျတော့သူကအခုတော့ဂျက်ရှွာဘန်နဲ့ထိုးချင်သေးတာမဟုတ်ဘူး။ဒါပေမဲ့ UFC ဘက်ကပြင်ဆင်ပေးလာတာဖြစ်တဲ့အတွက်ဂျက်ရှွာဘန်ကိုသူကအိပ်ပျော်သွားအောင်လုပ်ပေးမယ်ဆိုပြီးတော့လေကြီးထားတာလည်းဖြစ်ပါရီနော်။